ီနေ့ဆက်လက်ပြီးတင်ဆက်ပေးခြင်းတဲ့သတင်းဆောင်ပါတဘုတ်ကတော့ကုလဆိုးဝေရေးသားတဲ့သူခီးဆက်ဦးမီဆိုတဲ့ဆောင်ပါတဘုတ်ပဲဖြစ်ပါလေ။မစ်စင်ကတရုတ်ပြည်ပင်ပောင်အဖွဲ့ဆေလွတ်ခဲ့လို့ပင်ပောင် WMC လို့အမိတွင်ခဲ့ဘူးပါလေ။မင်းအွန်လိုင်းရဲ့ရုရှားခီးစဉ်အားစင် WMC ဟုပြပမီဒီယာများကကင်မွန်တက်ခဲ့ကြပါလေ။ တကယ်တမ်းအတွင်းကြကြတိမိဆိုလျင်ကျွမ်းမင်းဒီပလိုမေစီလို့သာခေါ်ပြောဆိုကြပါလိမ့်မယ်။ပူတင်နဲ့တွေ့ဆုံခဲ့မှုကရုရှားရုံမြင့်တန်းကြားမှအပြည့်အစုံထုံနှုတ်ပြသခဲ့ပြီလေပူတင်အားဘရင်လို့ခေါ်ဆိုကမြင်မကောင်းအောင်ဖလဲတကင်းလို့မြောက်ပွင့်ပြောဆိုနေကြတဲ့ရုပ်ဆိုးအကြီးတန်းနဲ့မြင်ဝင်းရောက်ဆိုရှယ်မီဒီယာများမှာပွက်လောရိုက်သွားခဲ့ပါလေ ဆွေတော်ဟာရုရှားနိုင်ငံတော်ကြီးကိုဥဆောင်လာခဲ့ဒီမှာ9နှစ်လဲမက10နှစ်လဲမကတော့ရှစ်လျှောက်လဲရှေးကြာစွာ အုပ်ချုပ်သွားမှာဖြစ်လို့နိုင်ငံခေါင်းဆောင်သာမဟုတ်တော့ပဲဘရင်တပါးပင်ဖြစ်တော့တယ်လို့ပြောခဲ့ပါတယ်အတိတ်ဘဝကရေဆက်ရှိခဲ့ကြ၍ယခုလိုစုံစည်းရခြင်းဖြစ်ကြောင်းလဲပြောဆိုသွားခဲ့ပါတယ်ရုရှားရဲ့ချုပ်ချာအာဏာနဲ့ကမ္ဘာငြိမ်းချမ်းရေးအတွက်ရုရှားရဲ့မိသူတော်ဆောင်ရွက် ချက်မျိုးကိုမဆိုမိမိတို့မှာ ရုရှားဘက်မှလုံးဝရက်တီသွားမယ်လို့မျက်စိမှိတ်ပြောသွားခဲ့ပါတယ်။ထို့စကားကြောင့်ရုရှားရဲ့စိတ်တော်သည့်ဘောင်းတော်ညိတ်များကရုရှားမီဒီယာမှာအပြည့်အစုံထုတ်လွှင့်လာ၍ပြောသူခမများပြည်တွင်းမှာအဆက်ပြန်းပြန်းကွဲသွားခဲ့ရပါတယ်။မင်းအောင်လျာကာကွယ်ရေးဦးစီးချုပ်ဘဝမှစပြီးရေတွက်မယ်ဆိုရင်ရုရှားခရီးစဉ်ဟာယခုအခါ၁၇ချိန်မြောက်ရှိသွားခဲ့ပြီဖြစ်ပါ ၎င်းရဲ့ခီးစဉ်အတွင်းအာကာသစူးစမ်းလေ့လာရေးနဲ့ဂျူရုမီပညာများပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာကျွန်းလွှာလက်မှတ်ရေးထိုးခဲ့ပြန်ပါတယ်။ဒီပညာနဲ့ပတ်သက်ပြီးအင်္ဂလိပ်လိုစာတမျက်နာပြည့်အောင်အစီအငော်တက်တက်မရေးတတ်သူများကတော့မျက်လုံးပြူးနေလောက်ပြီ ဖြစ်ပါတယ်။၎င်းဘုရားနိုင်ငံတကာအသိမှတ်ပြုခံရဖို့တိုင်းပြည်ရဲ့တယံဇာတများနဲ့အလဲအလဲလှုပ်ဖို့ဝန်မလေးသူဖြစ်တယ်လို့

၎င်းတို့မိများမတတ်နိုင်၍လက်မှန်ချနေရတဲ့တရုတ်စီမံကိန်းများအတွက်တကြီးကြီးလုံနေတဲ့တရုတ်ကိုလည်းစိတ်ကုံလာမယ်ရုရှားဒီတာမီတီမျောလင်းချက်မှမရှိပဲကူညီရှာတယ်လို့ထင်မြင်လာမိမှလည်းဧကံမုတ်ချပင်ဖြစ်ပါတယ်တရုတ်ကလည်း၎င်းတို့စိတ်ထက်ရှိသူကိုရိတ်စားမိဒီတာဖြစ်လို့ရုရှားခီးစဉ်အတွင်းလူဓာတ်ထက်ပိုကဲပြနေမှုအပေါ်ခိုးလို့ခုလူဖြစ်နေမှာသိကြပါတယ် ယောက်ျူရင်နဲ့စိတ်ကန်းစီမံကိန်းရှိရာအနီးတွိုက်မှာလဲတိုက်ပွဲများပြင်းထန်နေလို့ပြည်သူ၄000ခန့်ထွက်ပြေးတိမ်းရှောင်နေကြရပြီ ဖြစ်ပါတယ်။အိန္ဒိယမှာလည်း၎င်းတို့ရဲ့မဟာစီမံကိန်းကြီးဖြစ်တဲ့မြန်မာကိုဖျက်၍မဲဆောက်မှမော်ရီသူဆက်သွယ်မဲ့အဝေးပြေးလမ်းမကြီးနဲ့စစ်တွေစိတ်ကန်းတိဆောက်ရေးကြံ့ကြာနေမှုများပေါ်ပူညံပူညံလှုပ်လာနေပြီဖြစ်ပါတယ်။မင်းအောင်လင်ကတော့ကြွမင်းအကြောင်းရှာကြံပေးလာသူကအထူးကျေးဇူးတင်ပြီး ပျော်မြူးနေရှာပါလိမ့်မယ်အကျန်းဖတ်သမားမင်းအွန်လိုင်းနဲ့အပေါင်းအပါများရဲ့အစင်ချင်းမဲ့လောက်ရဲ့များကိုထောက်ခံနေကြတဲ့ခရိုနီခရိုပြာများအဖြူတဲ့အမှုပညာတဲ့များမျိုးချစ်ဆိုသူများဟာအေးတူပူအမြစိတ်ဖြင့်တော့မဟုတ်လက်ရှိပြည်သူတရေလုံးအသက်သွေးချွေးများစွာရင်ပြီးစင်နွမ်းနေတဲ့တော်လန်ရေးဟာမိတို့များအောင်မြင်နိုင်မီမဟုတ်လို့ယုံကြည်ထားကြ၍သာဝန်းရံနေကြခြင်းဖြစ်ပါတယ် ၎င်းတို့ဘောတစ္ဆာရှိနေတဲ့၍ဘာမဆူလုံ၍ရသည်ကိုလည်းတိထားကြခြင်းဟာလေတကြောင်အပါဝင်ဖြစ်ပါပဲတစ္ဆာရှိမိဆိုကမိတိပြင့်မှုမျိုးမဆူနားလေကြည်ပေးနိုင်ကြောင်းပင်ပြောဆိုလာခဲ့ပါတယ်ထိုခံယူချက်ဖြင့်ခေအဆက်ဆက်အုတ်ချုပ်လာခဲ့ပြီးအကျင့်ပြတ်ချဆမှုများနဲ့တိုင်းပြည်ဟာမွဲတဲ့ထက်မွဲလာခဲ့ရခြင်းဖြစ်ပါတယ် ောက်တွင်၎င်းတို့ရဲ့ခံမှန်းထားချက်များမိသူများမှန်မှန်လို့တတ်တည်ပြနိုင်ဖို့အရေးကြီးပါတယ်။ဒေါ်လင်းကြီးအောင်မြင်အောင်အောင်မြင်ကြောင်းအတွက်တွန်းအားများတဲ့မှာတစ်ခုအပါဝင် ဖြစ်လာခဲ့ရပါတယ်။၎င်းတို့ယုံကြည်အားထားတဲ့စစ်အာဏာသိမ်းအဖွဲ့ဟာလည်းယခုအခါတိုက်လေရင်များဒရုန်းများကိုသာတုံးယူခုခံတွန်းလှန်နေကြရပြီးတိုင်းပြည်ရဲ့အချုပ်အခြာအာဏာကိုပင်ငွေလက်နက်တို့နဲ့လဲယူနေရတဲ့ဂုံတိတ်ခါမဲ့ဘဝဖြင့်အာနာကိုကုတ် တွေ့ကပ်စုပ်ကင်ထားပြီဖြစ်ပါပြီမိမိနိုင်ငံသားများရဲ့ကောင်းကျိုးချမ်းသာထက်၎င်းတို့အာဏာဖတ်တွယ်ထားနိုင်ဖို့ကိုဦးစားပေးလာကြပြီးတောင်းဝမဲ့လာတဲ့အုပ်စုဒါတာဖြစ်ပါတယ်၎င်းတို့တောင်းဝမဲ့လာယုံမျှမကလူတိုင်းကိုလည်း၎င်းတို့နဲ့ရှင်ပြီးဆက်ဆံကြ၍လူတကာရဲ့အသိဉာဏ်ကိုပါစော်ကားသူများဖြစ်လာကြပါတယ်ဂျပန်ဝန်ကြီးချုပ်ရှီဂီယူအီရှိဗာမင်းအောင်လှိုင်ရဲ့ အရှုပ်တော်ပုံကြီးဖြစ်တဲ့အွန်လိုင်းငွေလိမ်ဂိုင်းများအရေးအရေးအတွက်မိတို့မိပုံဖြည့်ရှင်းရမယ်ဆိုတာကို၎င်းတို့မှဥဆောင်ပြီးနိုင်ငံတကာညီလာခံတရက်ခေါ်ယူရန်အဆိုပြုလာခဲ့ပါတယ်။အကြံပေးသမားမင်းအွန်လိုင်းမော်စကိုရောက်နေချိန်မှာထို့သို့ပြောလာခြင်းဟာတိုက်ဆိုင်မှုတော့မဟုတ်ပါဘူး။၎င်းရဲ့အာနာရှင်ပါတနာဖြစ်တဲ့ဘယ်လရုစ်တမရလူကာရှင်ကိုမှ ဖိတ်ခေါ်၍မစ်မျိုးတော်တို့မလ9ရက်တွင် ရောက်ရှိမယ်လို့သိရပါတယ်။ လူကာရှင်ကိုအတွက်တော့ဘာသာဥမပါလာပုံမရတဲ့အတွက်စိတ်မကောင်းစရာပဲဖြစ်ပါတယ်ပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်မုတ်ချအောင်ရမယ်